အသုံးချဖို့အတွက်အသုံးချဖို့ဥမာတွေပြောပြောလာတာအပိုင်း30ရောက်ပါ1389ခုဒုတိယဝါဆိုလမ်းပြကျော်၄ရက်2015ခု၈လပိုင်း၄ရက်အင်္ဂါနေ့ပေါ့အပင်ပန်းဆုံးအလုတ်ကပြင်းတာအချမ်းသာဆုံးအလုတ်ကညီညွတ်တာဒီနှစ်ခုကိုသဘောပေါက်နားလည်ရင်တန်ဖိုးရှိလာပြီ။ ဒီအသည့်ကိုလက်ခံပြီးရှောင်းတဲ့ရှောင်းရှောင်းတဲ့တာရှောင်းကျင့်တဲ့တာကျင့်ရင်ကြီးပွားပြီပေါ့အပင်ပန်းဆုံးအလုတ်ကပြင်းတာတဘောပေါက်နားလေရင်တံပိုးရှိလာပြီဆိုတော့တကယ်ကို ပြင်းတာဟာအပင်ပန်းဆုံးအလုတ်ရဲ့လို့လက်ခံမလားဟာပြင်းဘူးသလားလူတိုင်းပြင်းဘူးပါလေလို့ပြောရမှာပေါ့လေပြင်းဘူးသလားလူတိုင်းပြင်းဘူးပါလေ ပြင်းတာဟာရတာရှိတယ်လို့ပဲတွက်ကြတာအပင်ပန်းဆုံးရယ်လို့မတွက်ကြတကယ်မေးလိုက်ရင်လည်းပဲကြိုးစားတာပြင်းတာလို့ပြောလို့ရှိရင်ကြိုးစားတာနဲ့တွဲပါနေတာပါပဲလေအတိညာရှိတဲ့သူတိုင်းဟာပြင်းတာပြောရင်ကြိုးစားတာဆိုတာအလိုလိုတည်ပြီးသားညဉ့်ညွတ်တာပြောရင် စိတ်ဝမ်းကွဲပြားတာဆိုတာတည်ပြီးသားဒီနေရာမှာ ပြင်းနာနဲ့ပတ်သက်ရင်အပင်မန်းဆုံးအလုတ်ကပြင်းနာလို့ပြောထားတော့ဒါပေမဲ့ကြိုးစားတာဟာအတ္တသာဆုံးလို့အတိပဲပြောပြီးသားဖြစ်သွားမှာအပင်မန်းဆုံးအလုတ်ကပြင်းနာလို့တကယ်ကိုသဘောပေါက်နားလဲဗလားအဲ့လိုနားလဲမှာတန်ဖိုးရှိလာပြီလို့ဒီမှာရေးထားဆုံးမထားတာလောကအတွင်းမှာအတုံးချဖို့လူတယောက်ဖြစ်ဖို့ဟာအဆုံးမရလိုက်ရင်အတုံးချလို့ရတဲ့အဆုံးမရလိုက်ရင် တကယ်တန်ဖိုးရှိလာပါတယ်ပြင်းတာနဲ့ကြိုးစားတာနဲ့ဘယ်ဟာပင်မန်းတယ်လို့မင်းကြိုးစားတာပင်မန်းနေလို့ပြောတယ်ဒါလိုပဲပြောကြတာအဓိကအဖြစ်လူငယ်တွေပေါ့လူကြီးတွေကတော့ထားပါလိလူငယ်တွေကိုမေးလိုက်ရင်ပြင်းတာနဲ့ကြိုးစားတာဘယ်ဟာပင်မန်းတယ်ဟိဆိုရင်ကြိုးစားတာပင်မန်းနေကြီးပဲပြောတာ တကယ်ကိုအလုတ်ကိုလုတ်ပုံမှန်လေးနဲ့အလုတ်လုတ်တာကိုပဲကြိုးစားတယ်ခေါ်ကြဆိုပို့ပို့တာတာကဲကဲရာခိုင်နှုန်းများများအလုတ်လုတ်တဲ့ကြိုးစားတာမျိုးကိုခဏထားပါဦးပုံမှန်ပုံမှန်ထက်နည်းနည်းလေးတာကြည့်အမှန်တော့ပုံမှန်ဆိုတာတရားရာနှုန်းဆိုရင်တော့ပုံမှန်လူတွေတယောက်မှမရှိပါဘူးတကယ်လူတယောက်ကြီးပွားနေတဲ့ပုံကိုဟာ 25ရာခိုင်နှုန်းလောက်ဆိုရင်ကိုပုံမှန်လောက်လို့တို့ကထင်းနေကြတာဒီနေရာဒီမှာပေါ့လေတကယ်တမ်းနေမအညာမအကျိုးစားတဲ့ယာနှုံးပြည့်ဆိုတာအထိလောက်တဲ့သူတော်တော်ရှားပါတယ်25ရာခိုင်နှုန်းလောက်40ရာခိုင်နှုန်းလောက်အလုံးလုံးရင်ကိုကျိုးစားတယ်လို့သတ်မှတ်နေကြတာမျိုးဒါပေမဲ့ဒါတွေကတော့အားနည်းပါသေးတယ်ထပ်ကျိုးစားကြည့်နေတာအဲ့ဒီရာခိုင်နှုန်းနဲ့ရော့ပြီးတော့များ နေမယ်ဆိုရင်အဲ့ဒါကိုပြင်းတယ်လို့ခေါ်တယ်။ဥပမာထည့်ပြောလိုက်ပါတယ်။ကိုလုံနေကြအလုတ်ပုံမှန်ចောင်းသူចောင်းသားဆိုရင် စာအလုတ်လုတ်ရမယ်လုတ်လို့အိမ်သူအိမ်သားဆိုရင်အိမ်လုတ်လုတ်ရမယ်လုတ်လို့ဈေးသူဈေးသားဆိုရင်ဈေးနဲ့ဆိုင်တဲ့အလုတ်လုတ်ရမယ်တူတူတူအလုတ်သူ လုတ်တာကို ပြောနေတာပါ။ចောင်းသူចောင်းသားစာပုံမှန်လုတ်သွားရင်ကြိုးစားတယ်လို့ခေါ်လိုက်ကြစို့။ကြိုးစားတယ်ဆိုတော့ဓာတ်ထက်ကိုတာမန်ကြိုးစားတယ်ခေါ်မှာပါ။ ပုံမှန်လောက်သွားရင်ကိုစူးစားတယ်ဆိုရင်အဲ့ဒီပုံမှန်စူးစားနေတဲ့သူတယောက်ဟာပြင်းတဲ့သူနဲ့ဘာကွာတယ်လဲဆိုတော့ပုံမှန်စူးစားနေတဲ့သူဟာတနေ့တရန်တနေ့တရန်တနေ့တရန်ဆိုတာသိချာသွားပြီအဲ့လိုသိချာတဲ့အရေးချင်းမျိုးကိုပဲစူးစားတယ်လို့ခေါ်တာဟုတ်ပြင်းနေတဲ့သူကြတော့တနေ့လည်းမအောင်နှစ်နေ့လည်းမအောင်သုံးနေ့လည်းမအောင်အဲ့တော့ဘ누구ကပူပင်မန်းတယ်လေဒီ၁၀တန်းအောင်တဲ့ကိစ္စတခုဖြစ်အောင်ဒီ၉တန်းကောင်အောင်တဲ့ကိစ္စတခုဖြစ်အောင် ဒီလုပ်ငန်းတစ်ခုကိုပြီးမြောက်အောင်မြင်အောင်ဘယ်သူကပိုပင်ပန်းတယ်လဲကြိုးစားတဲ့သူကပင်ပန်းတာလားပြင်းနေတဲ့သူကပင်ပန်းတာလားနောက်တစ်ခုပြင်းနေရင်ပြင်းတာလူမသိအောင်ခိုးပြင်းရတာတော့ပင်ပန်းတာမရှိဘူးလို့တောင်းပြောလိုက်ချင်းတယ်အဲ့တော့ကိုကပြန်မေးပါပင်ပန်းဆုံးအလုပ်ကပြင်းတာဟုတ်မဟုတ် ပြင်းတာကိုကိုကအရသာအရှိဆုံးထင်းနေရင်တော့တမိုးရှိတဲ့သူ ဖြစ်မလားဒီနောက်အချမ်းသာဆုံးအလုပ်ကညီညွတ်တာ ညီညွတ်တာနဲ့စိတ်ဝမ်းကွဲပြားများကိုနဲ့ကိုနဲ့အတူနေညီညွတ်ရင်ဘလောက်စိတ်ချမ်းသာတော့နောက်ဆုံးကိုစိတ်နဲ့ကိုကိုညီညွတ်နေတော့ဘလောက်စိတ်ချမ်းသာတော့ပြောရမှာလေကိုချမ်းသာတော့ပြောရမှာလေညီညွတ်မှုဆိုတာဘာလဲသူ့အလိုကိုကိုလိုက်ကိုအလိုကိုသူလိုက်အလိုလိုက်တာတခုနဲ့တော့ညီညွတ်တာပြောတာမဟုတ်ဘူးသူ့ကိုကိုကနားလေပြီးတယ်ကိုကိုသူကနားလေပြီးတယ် သူကိုပေါ်ထားတဲ့စိတ်ထားကောင်းတွေကိုသူ့စိတ်ထားကောင်းတွေကြည်ပြီးကိုကအဲအသုံးပြုတယ်ဗောလေနားလဲပြီးတော့ကိုစိတ်ထားကောင်းတွေကို तू ကနားလဲပြီးတော့အသုံးပြုတယ်နားလဲမှုနဲ့တဦးနဲ့တဦးဆက်ဆံနေအဲ့ဒါကိုညီညွတ်တာလို့ခေါ်တာညီညွတ်တာကိုခေါ်တာ तू အလိုကိုလိုက်ကိုအလိုသူလိုက်အလိုမလိုက်နိုင်တဲ့အခါမှာညီညွတ်တော့ညီညွတ်တဲ့ဆိုတဲ့နေရာမှာအဲ့ဒါပါပဲ အပြန်အဖြစ်ပြောရင်ပြောင်းပြန်အဖြစ်ပြောရင်တော့စိတ်ဝမ်းကွဲတယ်ဆိုတာဘာလဲသူ့ကိုကနားလည်မှုမပေးနိုင်တာကိုယ့်ကိုသူကနားလည်မှုမပေးနိုင်တာဆိုပါစို့ကိုကိုနဲ့ကိုစိတ်စာကြည့်လို့မျက်လုံးညောင်းလာရင် မျက်လုံးမိတ်ပေးလိုက်ပေါ့မျက်လုံးကိုကနားလည်ပေးလိုက်တာလीဟောမျက်လုံးကမညောင်းသေးဘူးကိုစိတ်ကစာကြည့်နေတယ်ဆိုမျက်လုံးလေးဖွင့်ပေးလိုက်ပေါ့ ဒီရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြီးနဲ့ကိုယ်စိတ်နဲ့တော့တဦးနဲ့တဦးအပြန်အမြန်အလန်လန်တက်ရှိခဲ့တော့နားလည်ရင်ဘလောက်ကောင်းနိုင်တော့တဦးနဲ့တဦးနားလည်မှုရှင်ဘလောက်ကောင်းနိုင်မလို့အဲ့ဒါကိုညီညွတ်တယ်ခေါ်တာခြေတော့ကျင်းနေတယ်ဘာလို့ထားတော့မခဏထိုင်နေအောင်ပေါ်ကျင်းတာပြောက်အောင်ကျင်းနေတဲ့ခြေတော့ကိုကနားလည်ပြီလေကိုယ်စိတ်ကတော့ကျင်းနေတော့လို့မှမရဘူးတကယ်လို့များခြေတော့ကဒေါန်းဒေါန်းမီကောင်းနေတယ်ဆိုရင်တော့တွားချင်သိပေါ်လို့တွားတဲ့နဲ့အလို့ဆိုထားတွားပြလိုက်ပေါ့ အဲ့ဒါမျိုးကိုညင်ညွတ်တယ်လို့ခေါ်တာပါသူ့အလိုကိုလိုက်ကို့အလိုသူလိုက်တာမဟုတ်သူ့ရဲ့စွမ်းရည်ဘယ်လောက်ရှိသလဲသူ့ရဲ့စွမ်းမကဘယ်လောက်ရှိလဲသူ့ရဲ့အခြေအရေးချင်းဘယ်လောက်ရှိသလဲအဲ့ဒါကိုကိုကနားလည်ပေးတာအဲ့တော့ကို့အရေးချင်းကို့စွမ်းမကကိုလည်း तू ကနားလည်ပေးသလိုသူ့စွမ်းရည်သူ့အရေးချင်းကိုကိုကနားလည်ပေးမိဘနဲ့သားသမီးညင်ညွတ်တာကိုကမိဘခိုင်းခြင်းဒီသား तू လုံးတက်တာခိုင်းရတယ် तू လုံးနိုင်တာခိုင်းရတယ် ဒီသမီး तू လုတ်တတ်တာခိုင်းရတယ် तू လုံနိုင်တာခိုင်းရတယ်လုတ်တတ်လုံနိုင်အောင်လဲတင်ပေးထားရသေးတာကိုကိုတင်ပေးပြီးထားတာခိုင်းရတယ်မတင်သေးတာတော့ခိုင်းတော့လဲဘလို့ညီညွတ်တော့မှာတော့အဲ့တော့ဒီသားဒီသမီးကလဲမိဘစီကဘာလို့လဲပေးနိုင်တာကိုတောင်းရတယ်ပေးချင်တာကိုတောင်းရတယ်ပေးနိုင်ပေးချင်အောင်လဲသားသမီးကမိဘကိုအစောကြီးကလေးကကူညီပေးထားတယ်ဒီအဆုံးအမတွေဟာ7မိနစ်စာပြောလို့ဒါအချိန်ကာလတူလို့ဒါ တကယ်တမ်းကျတော့မိမိတို့အသိဉာဏ်အခုပြောနေတဲ့သူထက်ကိုပဲနားထောင်နေသူတွေကပိုအသိဉာဏ်ရှိတဲ့သူတွေများပါလေကိုယ်အသိဉာဏ်နဲ့များအခြေချဲ့ပြီးတွေးလိုက်ရင်ဒီအဆုံးအမတစ်ခုဟာဘဝတစ်ခုပဲအောင်မြင်တဲ့ဘဝတစ်ခုပဲဒီအဆုံးအမတစ်ခုဟာရုပ်ရှင်သာကြီးတကားပဲဒီအဆုံးအမတစ်ခုဟာဝုထုကြီးတပုတ်ပဲပို့ပြီးနားလည်လာမှာပါအပြင်းပန်းဆုံးအလုတ်ကပြင်းတာ ဒါမြင့်အသက်တာဆုံးအလုတ်ကစူးစားတာလို့ပြောရမှာအချမ်းသာဆုံးအလုတ်ကညင်ညွတ်တာဆိုတော့အဆင်းရဲဆုံးအလုတ်ကစိတ်ဝမ်းကွဲပြားကြတာဒီနှစ်ခုကိုသဘောပေါက်နားလည်ရင်တန်ဖိုးရှိလာပြီတဲ့တကယ်ကိုတန်ဖိုးရှိလာတာပေါ့ဒီအသည့်ကိုလက်ခံပြီးရှောင်းသိမ့်တာရှောင်းကျင့်သိမ့်တာကျင့်ရင် ကြီးပွားပြီပေါ့တဲ့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ကိုကိုယ်တိုင်နဲ့ကြိုးစားမယ်မပြင်းရဘူး ဘသူနဲ့ဖြစ်ဖြစ်ညီညီညွတ်ညွတ်ဆက်ဆံနိုင်ရမယ်ဒီနှစ်ခုအခြေခံကြတယ်လို့ဒီအဆုံးအမမှာဆိုလိုချင်တာပါအတုံးချဖို့အတုံးချဖို့လောကမှာအတုံးချဖို့ပါအတုံးချဖို့အတွက်အတုံးချဖို့တကယ်အတုံးချမယ်အဆုံးအမလေးဒါရရသွားရင်အဲ့ဒီအဆုံးအမကိုလက်ကင်ထားပြီးကြင်ကြံကြိုးကုန်တယ်ဒီဒီမှာပြောထားတယ်လေရှောင်းနေတာကိုရှောင်းကျင်းနေတာကိုကျင့်ဆိုပြီးပြီပေါ့ ပျက်စီးရပျက်စီးကြောင်းမဖြစ်တော့ဘူးဆုပ်ယုပ်ဖို့မဖြစ်တော့ဘူးကြီးပွားမယ်တိုးတက်မယ်အောင်မြင်မယ်ဒီအသည့်ကိုလက်ခံပြီးမှဆိုတော့ဟုတ်တယ်ရှောင်းသိမ့်တာကတော့ရှောင်းရမယ်ဒါပေမဲ့ဒီအသည့်တရားမရှိရင်ရှောင်းသိမ့်တာဘယ်သိမှာကျင်းသိမ့်တာကိုကျင့်ရမယ်ဒီအသည့်တရားမရှိရင်ဘယ်သိမှာအဲ့တော့ဒီအသည့်တရားကသိဖို့ဘယ်အသည့်တရားလဲကြိုးစားရင်ချမ်းသာဆုံးပြင်းနေတော့ပြင်းမှန်းနေညီညီညွတ်ညွတ်ရှိရင်ချမ်းသာဆုံး စိတ်ဝန်းကွဲပြားရင်တော့မညီညွတ်ရင်တော့အဆင်းရဲဆုံးလို့ဒီနှမျိုးနားလေပြီးတော့ရှောင်းနေတာရှောင်းကျင့်နေတာကျင့်ရင်လောကကြီးမှာမပင်မပန်းဘဲနဲ့တက်တောင့်တက်တာချမ်းချမ်းသွားတာလောကကြီးမှာမဆင်းရဲပဲနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်ပဲနဲ့စိတ်ချမ်းသာကိုကျမ်းမာစွာနဲ့မကောင်းတာကိုရှောင်းကောင်းတာကိုဆောင်းနိုင်ပြီးတော့ လုပ်ငန်းတိုင်းအောင်မြင် ကြီးပွားတိုးတက်တဲ့သူတွေဖြစ်လာနိုင်ပါတယ်ကြီးပွားဒီအဆုံးမအသုံးချဖို့အသုံးချဖို့အတွက်အသုံးချဖို့အတွက်အသုံးချဖို့ဆုံးမထားတဲ့ဒီစကားကိုလက်ကင်ထားပြီးတော့ဒီအတိတရားနဲ့ဘဝရှောင်းလန်းနိုင်သဖြင့်တိုးတက်အောင်မြင်ကြီးပွားတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တည်း